ဥစဉ်တို့ဆိုတော်မျိုးတော်များတရားစကားဝင်ပြီးတရားလို့အားထုတ်ကြရဲဆိုတာဝိပဿနာတရားတွေအားထုတ်ကြတာမဟုတ်ဘူးလားဟုတ်တယ်ကောင်းပြီဥစဉ်တို့ဆိုတော်မျိုးတော်များဝိပဿနာတရားတွေတော့အားထုတ်နေကြတာပဲဝိပဿနာတရားအားထုတ်တယ်ဆိုတာဘာလောက်တာလဲလို့မင်းမယ်ဆိုဆွေတော်မျိုးတော်များဘလို့ဖြေပေးမလဲနန္ဒာကျေးဇူးတော်ရှင်မုတ်ကုတ်ဆရာတော်ဘုရားကြီးကတော့ဘာပြောတယ်လဲဆိုတော့ဟေးတဲ့ဝိပဿနာတရားဆိုတာဟေးတဲ့ဝိပဿနာတရားဆိုတာတကားကျွေးဥလာဘူးတို့တဲ့ခမရတို့တွေ ဝိပဿနာအားထုတ်တယ်ဆိုတာဘာလောက်တာလဲဆိုရင်ပုထုဇဉ်နယ်ကနေပြီးအရိယာနယ်သို့တက်လှမ်းနေတာဗားတယ်လေပြန်ပြောကြည့်ပါဦးဝိပဿနာလုပ်တယ်ဆိုတာဘာလောက်တာပါလဲပုထုဇဉ်နယ်ကနေပြီးတော့မှအရိယာနယ်သို့တက်လှမ်းနေသည်တခြားအလုပ်လားဝိပဿနာအလုပ်လား ဝိပဿနာလုပ်ပဲဦးဇင်းတို့ဆိုရင်ဒါကြောင့်မနတ္တကျိုးစီမောဂုတ်ဆရာတော်ဘုရားကြီးကဝိပဿနာဆိုတာတခြားပြောတာမဟုတ်ဟဲ့တဲ့ဘုထုဇဉ်နယ်ကနေပြီးတော့ဘုထုဇဉ်နယ်ကနေပြီးတော့အရိယာနယ်သို့တက်လန်းလာသည့်တခြားလှုပ်လာဝိပဿနာလှုပ်လာဝိပဿနာလှုပ်ပဲဦးဇင်းတို့ဆီတော်မျိုးတော်များဝိပဿနာလှုပ်တယ်ဆိုတာဘုထုဇဉ်နယ်ကနေအရိယာနယ်သို့တက်လန်းနေတာကောင်းပြီဦးဇင်းတို့ဆရာအပြန်အလှန်လှန်မဲ့လေ ပုရုဇဉ်တွေကနေအရိယာနေတို့တလန်းတဲ့အလောက်ကဘာလုပ်လဲဝိပဿနာလုပ်တယ်ဆိုတာဘာလုပ်တာလဲအပြန်းပြန်းလန်လန်ပဲဟုတ်တယ်မလားဒါဩပုထုဇဉ်တွေကနေအရိယာနေတို့တလန်းတာကဝိပဿနာလုပ်တာဝိပဿနာလုပ်တာကဘာလုပ်တာလဲဆိုတော့ပုထုဇဉ်တွေကနေအရိယာနေတို့တလန်းနေကြတာတဲ့ကောမီပုထုဇဉ်တွေကနေပြီးတော့မှအရိယာနေတို့တလန်းနေလို့ဒီဝိပဿနာလုပ်တဲ့ ဘာကြောင့်မလို့ပုရုဇဉ်နယ်ကနေအရိယာနယ်သို့တက်လှမ်းကျင်တာလဲဒီမေကုံလဲမေကုံမေဖို့မလိုဘူးလားလိုတယ်ဦးဇင်းတို့ဆွေတော်မျိုးတော်များပုရုဇဉ်နယ်ကနေဘာဖြစ်လို့အရိယာနယ်သို့တက်လှမ်းကျင်တာလဲဆိုဦးဇင်းတို့ဆွေတော်မျိုးတော်များပုရုဇဉ်အဖြစ်နဲ့သေခဲ့တယ်ဆိုရင်ဂတိမမြဲလို့တဲ့ဗါတယ်လေပုရုဇဉ်အဖြစ်နဲ့သေရင်ဘာမမြဲလို့ပုရုဇဉ်အဖြစ်နဲ့သေရင်ဘာမမြဲလို့ ဂတိမမြဲလို့တဲ့အရိယာဖြစ်နေသေခဲ့တယ်ဆိုရင်ဂတိမြဲလို့တဲ့အရိယာဖြစ်နေသေတယ်ဆိုရင်အေးဒါပဲဦးဇင်းတို့ဆိုတော်မျိုးတော်များဘုရုဇင်ဖြစ်နေတာသေကြီးငရဲတိရိစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးပုံအချိန်မရမကြရောက်နိုင်ဘူးလားကြရောက်နိုင်တယ်ဒါကြောင့်မလို့ပဲဆရာတော်ပြားကြီးရေးဆက်ထားတာမို့လားတစ္ဆာမတိဒိဋ္ဌိမကွာပုဂ္ဂိုလ်မှလည်းလူတွင်ဆက်ကြနတ်မှာတကြား မောပြားပြမာဖြစ်တော်မှလဲခန္ဓာပြိုကွဲကုသိုလ်စေကဖောက်လွဲပယ်ရွာရောင်မြဲသာသည်ဆိုတာဒါကိုပြောတာဦးဇင်းတို့ဆီတော်မျိုးတော်များဟုတ်လားပုထုဇဉ်အဖြစ်နဲ့ဒါသိကြည့်ဂတိမြဲပါမလားမမြဲဘူးဗျာဦးဇင်းတို့ဆီတော်မျိုးငရဲတလိ္ဆန်ပြိတ်တာအတူတကယ်ဆိုတဲ့အပယ်လေးပုံအချိန်မရွေးမကြရောက်နိုင်ဘူးလားကြရောက်နိုင်တယ်အရိယာဖြစ်နေတာသိသွားကြည့်ဦးဇင်းတို့ဆီတော်များဂတိမမြဲဘူးလားမြဲတယ်ဆွေတော်မျိုးတော်များနားလည်ပဲ သောတာပန်တက္ကရာကအနာဂံယန္နာဖြစ်ပြီးသွားတဲ့ပုံကိုယ်တွေအပယ်လေးပုံကြာရောထုံးစံမရှိတော့ဘူးဒါကိုပြောချင်တာဦးဇင်းတို့ဆိုရင်အရိယာဖြစ်နေတေခဲ့ပဲဆိုရင်ဂတိဘာဖြစ်သွားပြီလို့မြဲသွားပြီတေကြပေါ့အပယ်ကြပါဦးမလားမကြတော့ဘူးအနေဆုံးသောတာပန်သာတည်သွားကြည့်ဦးဇင်းတို့ဆီတော်မြို့တော်များငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးပုံကြာရောထုံးစံမရှိတော့ဂတိမြဲတယ်ဆိုတာဒါကိုပြောချင်တာလေဒါကြောင့်မလို့အရိယာဖြစ်နေတဲ့ရင်ဘာမြဲတယ် ဘုဒ္ဓဆင်ဖြစ်တဲ့သေးကြီးဂတိမမြဲဘူးဒါဟုဆိုလိုချင်တာဒါကြောင့်မို့လို့ဘုဒ္ဓဆင်နေကနေအရိယာနေကိုတက်လန်းနေကြတယ်ဆိုတာဘာလောက်တာလဲဝိပဿနာလောက်တာဘုဒ္ဓဆင်ဖြစ်နေသေးခဲ့တယ်ဆိုဥစဉ်လို့ဆိုတော့မြတ်အချိန်မကြွေးအပယ်လေးပုံကို ပြန်ပြီးတော့ကြသွားနိုင်သေးတယ်အရိယာဖြစ်နေတာသေသွားကြည့်ဥစဉ်လို့ဆိုတော့မြို့တော်မြတ်အပယ်လေးပုံကြရောထုံးစံမရှိတော့ဘူးသူဟာသူကတိမှာပဲ နေကြရတော့မှာဒါကိုဆူလို့ခြင်းတဲ့သဘောကြောင့်မလို့ဦးဇင်းတို့ဆူတော့မြို့တော်မြတ်ဝိပဿနာလို့အထောက်ကြတာမဟုတ်ဘူးလားဟုတ်တယ်ဦးဇင်းတို့ဆူတော့မြို့တော်မြတ်ပုရုဇဉ်ဖြစ်နေတာတေကြီးဦးဇင်းတို့ဆူတော့မြို့တော်မြတ်ဒါနတွေဘလောက်ပြုပြုသီလတွေဘလောက်စောက်တည်တည်တမထတွေဘလောက်ပဲပွားများပွားများထားဦးဇင်းတို့ဆူဖရာတကာကြီးပဲဖြစ်ဖြစ်ကျောင်းတကာကြီးပဲဖြစ်ဖြစ်ယဟန်ဓာကြီးကြီးပဲဖြစ်ဖြစ်ပုရုဇဉ်အဖြစ်နဲ့တာတေသွားကြီးဂတိမြဲပါမလား မမြဲဘူးဗျာဥစဉ်တို့ဆိုတော်မျိုးတော်များတရကအပြင်ကြည့်ကြမယ်ဆိုရင်ဥစဉ်တို့ဆိုတော်မျိုးတော်များအားလုံးသိတယ်ဖေရမှာကြောင်းမှာကြီးမန္လိကာမိဖုရားကြီးကိုတရကပြကြည့်လိုက်မယ်ဥစဉ်တို့ဆိုတော်မန္လိကာမိဖုရားကြီးဆိုတာအားလုံးသိတယ်တိုင်းပြည်နဲ့ပြိုင်ပြီးတော့မှမလူနိုင်ငယ်ဘူးလားဖေရရှင်ကိုတော်မြတ်ကြီးရဲ့သာသနာမှာအတ္တရိဒဒါနပိုင်ရှင်ဆိုပြီးတော့မှ တိုင်းပြည်နဲ့ပြိုင်ပြီးလှူဒန်းခဲ့တာပဲမန္လိကာမိဖုရားကြီးတိုင်းပြည်နဲ့ပြိုင်တော့ဘသူကနိုင်တာ မန္လိကမေဖုရားကြီးကနိုင်ခဲ့တာပဲလေအတ္တရိတာဒါနပိုင်ရှင်ကြီးအေးအတ္တရိတာဒါနပဲဒါနတွေပြုလုပ်တာပဲနေ့စဉ်နေ့စဉ်ဘုရားကြောင်းနေ့စဉ်ရောက်တာပဲဆွေတော်မျိုးတော်များလို့တောင်မှအကြောင်းတိုက်ဆိုင်မှာရောက်တာမဟုတ်ဘူးမန္လိကမေဖုရားဆိုတာဆွေတော်မျိုးတော်များတရက်ကိုဘုရားကြောင်းကို၃ခေါက်တောင်ရောက်တာဘယ်နှခေါက်ရောက်တာ၃ခေါက်ရောက်တာမနက်တစ်ခေါက်နေ့လယ်တစ်ခေါက်ညနေတစ်ခေါက်ဘုမမနက်တစ်ခေါက်နေ့လယ်တစ်ခေါက်ညနေတစ်ခေါက်ရောက်တဲ့မှာလေဩမနက်ဆိုလေမနက်နဲ့ကန့်ညီတဲ့လူွယ်လေးတွေပါလာတာပဲ နေလေဆိုလဲနေလေနဲ့ကန့်ညီတဲ့လူဝဲလေးတွေပါလာတာပဲညနေဆိုလဲညနေနဲ့ကန့်ညီတဲ့လူတန်းဝယ်ရလေးတွေပါလာတာပဲဒါပေမဲ့လို့ဦးဇင်းတို့ဆွေတော်မြတ်မန္တိကာမီဘုရားကြီးဘုရားရှင်ကိုတော်မြတ်ကြီးကခန္ဓာဉဏ်ရောက်တစ္ဆာတရားတွေဟောသူနာနိုင်သလားမနာနိုင်ဘူးဆွေတော်မြို့တော်များဒါကြောင့်မလို့ဦးဇင်းတို့ဆွေတော်မြို့တော်များဖရာမကြီးကြောင်းမကြီးပါပဲဗျာမန္တိကာမီဘုရားကြီးဒေဂာနီဆဲဆဲမှာကဲခန္ဓာဉဏ်ရောက်ဝိပဿနာလုပ်တွေလုံမထားတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတော့ သေးကာနီစုရိစိတ်ကြကာနီဆဲဆဲလေးမှာပဲဟောသူ့ရဲ့ခမီးတော်သူ့ရဲ့လင်တော်မောင်ပြတ်တဲ့ဆွေတော်မျိုးတော်များရှင်ပြန်ကြီးကိုလိန်ခဲ့မိတဲ့အပြစ်ကလေးတွားပြီးတော့တတိယရှာတာဟာငါရှင်ပြန်ကြီးကိုလိန်ခဲ့မိပါလားလိန်ခဲ့မိပါလားဆိုပြီးတော့အဲ့ဒီအပြစ်လေးကိုတွားပြီးတတိယပြီးတော့သေသွားတာပဲကြသွားငရဲကြသွားတာဦးဇင်းတို့ဆိုငရဲမှာဘယ်နှစ်ရက်တောင်ခံရခုနှစ်ရက်တိတိခံရဘာဖြစ်နေသေသွားလို့ ပုတုဇဉ်ဖြစ်နေသေးသွားလို့ဗျာဘာမာကြီးတော်ဖရာမာเจ้าမာကြီးဗျာဥစ္စာဘာဖြစ်နေသေးသွားလို့ပုတုဇဉ်ဖြစ်နေသေးသွားရင်ဥစ္စာဒါကိုပြောကျင်တာဂတိမမြဲဘူးဆိုတာအပယ်လေးပုံကိုအချိန်မရွေးကြာရောက်နိုင်နေဆိုတာဒါကိုပြောကျင်တာငါတို့တွေဒါနတွေအများကြီးပြုနိုင်တာပဲဆိုပြီးကျင့်နဲ့အာရမနေနဲ့လို့ဒါကိုဥစ္စာတိုက်တွန်းကျင်တဲ့သဘောနော်ငါတို့ဒါနတွေတော့ပြုလောက်နိုင်တာပဲသီလတွေလည်းစောင့်တည်နိုင်တာပဲဒီလောက်လေးနဲ့အာရတင်းတင်း မကျေနပ်ပါနဲ့ဥစဉ်လို့ဆိုမှာခန္ဓာဉာဏ်ရောက်ဝိပဿနာလုပ်တယ်လို့ဘုံမလို့ဘူးလားလို့တယ်ခန္ဓာဉာဏ်ရောက်ဝိပဿနာလို့လုပ်တယ်ဆိုတာဘယ်နယ်ကနေဘယ်နယ်တက်လန်းတာလဲအရိယာနယ်တော့ရောက်သွားပြီဆိုရင်ဂတိပါဖြစ်သွားပြီတော့မြဲသွားပြီဒါကြောင့်မလို့ဥစဉ်လို့ဆိုတော့မှာခန္ဓာဉာဏ်ရောက်ဝိပဿနာတွေလောက်ကြဟိလောက်ကြဟိလို့ဥစဉ်လို့ကျေးဇူးတော်ကြီးအောင်ဆန်းစရာတွေပဲလေအများတမ်းမတိုက်တွန်းဘူးလား တိုက်တွန်းတယ်ဒါကိုပြောကြင်တာဥစဉ်တို့စီတော်မျိုးတော်များနော်ပုရုဇဉ်ဖြစ်နေတာသေသွားကြည့်ဒါနတွေဘလောက်ပြုနိုင်ပြုနိုင်ဂတိဟာမမြဲနိုင်သေးဘူးငါတို့တွေသီလတွေစောက်တည်နေနေတာပဲသီလလေးစောက်တည်နိုင်ုံနဲ့လေကိုယ့်ကိုတင်းတိမ်အားရချိန်နဲ့ပြီးတော့မနေနဲ့ဂတိမြဲလားဘာဖြစ်နေသေးရလို့ပုရုဇဉ်ဖြစ်နေသေးရလို့ဥစဉ်တို့စီတော်မျိုးတော်များဘုရားရှင်လက်ထက်တော်ကဥစဉ်တို့စီတော်ကတ္တဗဘုရားရှင်လက်ထက်တော်က အနှစ်အဲ့ဒီတော့ဗာလေအနှစ်2000လောက်တသန်ရှိတာပေါ့အဲ့တုန်းကတိရရဲ့လွန်မတန်မှထိမ့်သိမ့်နိုင်ပါတယ်ဆိုတဲ့ဥတိတ်သာဆိုတဲ့ရဟန်းတော်တစ်ပါးရှိခဲ့ဘူးလေအဲ့ဒီဥတိတ်သာရဟန်းတော်ဇေရောမြို့တော်များလို့အခါအားလျော်စွာစောက်တည်တဲ့ဥပုပ်တရင်လောက်စောက်တည်တဲ့ရှစ်ပါးတီလာတော်မဟုတ်ဘူးနော်229ခေါင်းတော်သိခါဘုတ်ကြီးတို့ဘာဖြစ်တာတို့စောင့်ထိုင်းနေတဲ့ဥတိတ်သာယဟန်ကြီးတနေ့တော့အခါမှာတော့ကတ္တဗဗျာရှင်ကိုရမေကြီးကိုဖះသွားပူရင်လည်းလောင်းလေလေးနဲ့သွားတာ အဲ့ဒီမှာပဲအမလှေကအလူးမှာဗာပဲဆိုရင်လှေလူးသွားတဲ့ချိန်မှာ तू ကဘေးမှာရှိတယ်အဲ့ဒီမှာပိန်းရွက်ကလေးကိုတွားပြီးတော့ဆွဲမိတာတကယ်တော့ဦးဇင်းတို့ဆိုတော့မြို့တော်များရဲ့ဟိုပိန်းရွက်ကိုဆွဲမိလိုက်တဲ့အပြစ်ဆိုတာကတော့ဒါဦးဇင်းတို့ရဟန်းတော်များဆိုပထဝီခဏနသိက္ခာဘုရားဆိုရင်တော့ဒါပါစိတ်အာဘတ်တင်တာပေါ့နော်အဲ့ဒီပါစိတ်အာဘတ်တင်တာတကယ်တော့အလွန်အမတန်ကြီးမားတဲ့အပြစ်မဟုတ်ဘူးနော်ဒေသနာကြရင်ပြေပြောက်လောက်တဲ့အပြစ်ကလေးပဲအဲ့ဒီအပြစ်ကလေးကို तू ဘာပြက်လဲဆိုတော့ဒေသနာမကြားမိဘူး ဒေသနာမကြားမိတဲ့ခါကျတော့ဦးဇင်းတို့စီတော်မျိုးလားအဲ့မှာသူသေးကာနေဆဲဆဲလေးမှာဒီဒေသနာမကြားမိခဲ့တဲ့အပြစ်ကလေးကိုသွားပြီးသတိရတာဟာငါပိမ့်ရွက်ကလေးကိုဆွဲမိခဲ့တဲ့အပြစ်ငါဒေသနာမကြားမိလိုက်ပါလားဆိုပြီးတော့မှသူသီလပေါ်မှာဘာဖြစ်သွားတာလဲဆိုရင်တန်တရားဖြစ်သွားတာအဲ့ဒီတန်တရားကိုဆွဲပြီးတော့မှဦးဇင်းတို့စီတော်သေသွားတော့ဦးဇင်းတို့စီတော်မျိုးတော်များမသေးခင်တော့ယဟန်ကြီးသေတော့ဘာကြီးဖြစ်သွား နဂါးကြီးဖြစ်သွားတာဧရကပတ္တနဂါးမင်းဆိုတာလေဧရကဆိုတော့ပိန့်ရွက်ကိုပြောတာပတ္တဆိုတာအရွက်ကိုပြောတာပေါ့နော်ပိန့်ရွက်ကိုဆွဲပြုတ်ပြီးတော့မှသေဆုံးသွားလို့ဧရကပတ္တနဂါးမင်းကြီးဆိုပြီးတော့မှသွားပြီးတော့ဖြစ်ရတာဥစဉ်လို့ရှင်အနှစ်ဘလောက်တော့နှစ်သောင်းသီးနော်သိခါဘုတ်တွေတီလာတွေလုံချုံအောင်ဆောင်တိတ်တာတဲ့ဥဒိတ်တာကြီးတေဂာနီဆဲဆဲမှာသူကျွလွန်မိတဲ့အပြစ်ကလေးကအများကြီးလားတစ်ခုတည်းလား တခုတည်းဦးဇင်းတို့ဆိုရင်အဲ့တခုတည်းကိုဆွဲပြီးတော့မှဘာဖြစ်သွားလဲနဂါးကြီးဖြစ်သွားတာပြောလို့တဲ့သဘောကပုထုဇဉ်အဖြစ်နဲ့ဒါသိသွားကြည်လူပဲဖြစ်ဖြစ်ရမ်းပဲဖြစ်ဖြစ်ဂတိမမြဲသေးဘူးဒီမှာကြည့်လေဥတိတ်တာကြီးတိလာတွေစောက်တင်နေအနှစ်ဘယ်နှလောက်ဘယ်နှတောင်း2000တောင်မှနေ့စဉ်နေ့စဉ်နော်ဆွေတော်မျိုးတော်များလို့အခါအလျော်ဆိုစောက်တင်နေတဲ့ဥပုပ်တရင်၈ပါးတိလာလောက်တောင်မဟုတ်ဘူး220 ခွန်နတဝဲသောတိတ်ခါဘုံကြီးကိုစောင့်တင်းနေတဲ့ဥတိတ်တာကြီးတေတော့ဘာဖြစ်သွားဘာဖြစ်နေသေးလို့ဒါကိုပြောချင်တာဥစဉ်ပဲပို့ထုစဉ်အဖြစ်နဲ့တာတေသွားကြီးဂတိမမြဲဘူးဆိုတာဒါကိုဆိုလိုချင်တာပေါ့နော်ဥစဉ်လို့ဆိုတော့ဒါကြောင့်မို့လို့ဥစဉ်လို့ဆိုတော့မြတ်ဂတိမြဲဖို့အတွက်ကဘာလုပ်ရမှာလဲဝိပဿနာလုပ်ရမှာဝိပဿနာလို့လုပ်တယ်ဆိုတာ ခန္ဓာပေါ်ဘာရောက်အောင်လုပ်တာလဲ ခန္ဓာပေါ်ညောင်းတော့ဥစဉ်လို့ဆိုရင်တရားဟောတရားနာနေတာခန္ဓာဘယ်နှပါးနဲ့နာနေရပရိစ္ဆေသမုပ္ပတ်လိုရာဘယ်ကွက်ထဲမှာခန္ဓာ၅ပါးဘာကြီးလဲပြောကြည့်မယ်ဝိညာဉ်နာယုတ်သလာယရဏဖတ်တာဝေဒနာဒီခန္ဓာတရားတခြားတရားလားအကျိုးတရားလားအတိတ်မှာလားပြစ္ဆုတ်ပံမှာလားဒီခန္ဓာကိုကြီးရကြတဲ့ကဥစဉ်လို့ဆိုရုံမျိုးတော့မဟုတ်ခြင်းလဲမနာခြင်းလဲ မသေးခြင်းလေ။အိုရနာရသေးရတာချမ်းသာသလားဆင်းရဲသလား။ဆင်းရဲတာကဒုက္ခမှန်တာကခန္ဓာမှန်ရင်ဘာသစ္စာ။ဒီခန္ဓာဒုက္ခသစ္စာကြီးရခြင်းလို့ရခဲ့တာလားအကြောင်းတရားတွေကြောင့်ရခဲ့တာလား။အကြောင်းတရားတွေကြည့်လိုက်တော့ဦးဇင်းတို့ပြောရမယ့်အတိတ်ကသစ္စာလေးပါးကိုသိခဲ့သလားဆိုတော့မသိတာကဘုံဘဝတွေကို လိုခြင်းနှစ်သက်နေတာက ဝိဇ္ဇာနဲ့တဏှာကြောင့်ဦးဇင်းတို့ဆိုတော်မြတ်ပြစ္ဆုတ်ဘံမှာခန္ဓာဘဏ္ဍပါရနေ၅ပါးရနေတာပဲဦးဇင်းတို့ဆိုတော်မြတ်ဒီခန္ဓာကိုယ်ကြီးရခြင်းလို့ရတာလားအကြောင်းတရားတွေကြောင့်ရခဲ့တာလားအကြောင်းတရားတွေကိုကြည့်လိုက်တော့ဦးဇင်းတို့ဆိုတယ်အဝိဇ္ဇာနဲ့တဏှာဒီတခြားတရားလားအကြောင်းတရားလားတခြားတရားမလို့ဦးဇင်းတို့ဆိုတယ်သစ္စာအမယ်ပြောမယ်ဆိုရင်ဘာသစ္စာလဲသမုဒိယသစ္စာပွားလို့ဘာသစ္စာတွေရဒုက္ခသစ္စာတွေရနေတာပဲဦးဇင်းတို့ဆိုတယ်မနေ့ကကျေးဇူးတော်ရှင်အောင်ဆန်းဆရာ မင်းမင်းညကအနန္ဒကျေးဇူးတော်ရှင်မောကုတ်ဆရာတော်ဗျာကြီးဟောသားတဲ့ပရိစ္ဆာသမုပ္ပါပုံစံပြဆိုတဲ့တရားလေးဦးဇင်းတို့ဆီတော်ပြန်လည်ပြီးတော့အာယုံပြုလိုက်ကြရအောင်နန္ဒကျေးဇူးတော်ရှင်မောကုတ်ဆရာတော်ဗျာကြီးကတော့တခါကျဲဥလာဘုတို့ခမရတို့တွေဗျာတဲ့ခန္ဓာမျိုးစုံဘဝတန်ត្រာမှာခန္ဓာမျိုးစုံရခဲ့ကြတယ်ဆိုတာဘယ်သူနဲ့ဘယ်သူကြောင့်လို့ဟောခဲ့တာအဲ့ဒီအဝိဇ္ဇာနဲ့တဏှာမှာဦးဇင်းတို့ဆီတော်များအဝိဇ္ဇာသည်ပြစ္ဆုတ်ပံခန္ဓာရခြင်းရဲ့ဗာလဲ အကြောင်းတရားရေတောင်းမြစ်လို့မပြောခဲ့ဘူးလားပြောခဲ့တယ်ဦးဇင်းတို့ရှင်အတိတ်ဝိဇ္ဇာကြောင့်ပြစ္ဆုတ်ပံဘာတွေရခန္ဓာတွေရနေတာပဲတဲ့ဦးဇင်းတို့အတိတ်မှာအဝိဇ္ဇာမူလကဥဆောင်လိုက်တော့ပြစ္ဆုတ်ပံခန္ဓာ၅ပါးမရဘူးလားရနေတာပဲလေဦးဇင်းတို့ဆိုတော်မျိုးကောင်းပြီဦးဇင်းတို့ဆိုတော်မျိုးတော်များဒီခန္ဓာကိုယ်ကြီးဦးဇင်းတို့ဆိုတော်မျိုးဒီခန္ဓာဒုက္ခသစ္စာကြီးဒုက္ခသစ္စာကြီးလို့မသိတဲ့အခါကျတော့မလိုချင်ဘူးလားလိုချင်တာ တခြားလားတက်နာလား ဒီမှာလေးကြည့်လိုက်တဏမရမနေအောင်ဆွဲလန်းတာကပြန်လဲအားထုတ်တာကတဏဥပါရံကံဒီတခြားတရားလားအကြောင်းတရားလားအတိတ်မှာလားပြစ္ဆုတ်ပံမှာလားဘာသစ္စာလဲသမုဒိယသစ္စာဘွားရင်ဘာသစ္စာရမှာဒီမှာကြည့်ရလေကံဘွားဘွားပြစ်စရာဇာတိပြစ်စရာဥစ္စနောစီရောမြို့တော်များ အတိတ်မှာလားအနာဂတ်မှာလားအနာဂတ်မှာပဲဘာသစ္စာလဲ အနာဂတ်မှာလည်းဥစဉ်တို့စီတော်မျိုးတော်များဒီခန္ဓာကိုယ်ကြီးရနေပြီဆိုရင်မောခြင်းလဲမနာခြင်းလဲမသေးခြင်းလဲအိုရနာရတရားတာချမ်းသာသလားဆင်းရဲသလားဆင်းရဲတာကဒုက္ခမနာကခန္ဓာမရင်ဘာသက်စာလဲဒုက္ခသက်စာပဲဥစဉ်တို့ဆိုအနာဂတ်ခန္ဓာရာခြင်းရဲ့မူလတရားကိုကြည့်မယ်ဆိုရင်ဘာလဲတဏှာပဲဥစဉ်တို့စီတော်မျိုးတော်များ ဦးဇင်းတို့စီတော်မြို့တော်များနားလည်အောင်ပြောကြမယ်ဆိုရင် ကောင်းပြီအတိတ်ကအဝိဇ္ဇာမူလကြောင့်ပစ္စုပန်ခန္ဓာ၅ပါးရကြရည်။အော်ပစ္စုပန်တဏှာမူလကြောင့်အနာဂတ်မှာခန္ဓာ၅ပါးပြန်ပြီးတော့ရတယ်။အဲကြောင့်မလို့ဦးဇင်းတို့စီတော်မြို့တော်များအဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကောင်းပြီအတိတ်တုန်းကအဝိဇ္ဇာမူလပြုလုပ်ခဲ့ဘူးတယ်ဆိုတာဦးဇင်းတို့စီတော်မြို့တော်များတခြားနဲ့ပြုလုပ်ခဲ့ကြတာလားခန္ဓာနဲ့ပဲပြုလုပ်ခဲ့တာ ခန္ဓာနဲ့ပဲပြုလုပ်ခဲ့တာပဲဦးဇင်းတို့ဆိုတော့မျိုးတော့ဦးဇင်းတို့တွေကဘာဖြစ်လဲဆိုရင်ဇာတိတရညာပုပ်ပေနိဝါဒနောတရိညာနေမရတဲ့အတွက်ကြောင့်မလို့တာငါတို့တွေအတိတ်တုန်းကလူဖြစ်ခဲ့သလားနတ်ဖြစ်ခဲ့သလားဂျမားဖြစ်ခဲ့သလားဟောငရဲတိရိစ္ဆာန်ပြိတ္တာသူတကယ်ဆိုတဲ့အပယ်လေးပုံဖြစ်ခဲ့သလားဘယ်ခန္ဓာဖြစ်ခဲ့တယ်လို့တာသေသေးချာချာမပြောနိုင်တာတခြားနဲ့ပြုလုပ်ခဲ့တာလားခန္ဓာနဲ့ပြုလုပ်ခဲ့တာခန္ဓာနဲ့ပြုလုပ်ခဲ့တာပဲဦးဇင်းတို့ဆိုတော့မျိုးတော်များ အတိတ်တုန်းကလည်းခန္ဓာတွေရခဲ့တယ်ဆိုတာဘသူနဲ့ဘသူကြောင့်လဲလို့ပြောမယ်ဆိုရင်ဝိဇာနဲ့တဏှာကြောင့်အနာဂတ်တုန်းကခန္ဓာ၅ပါးရခဲ့တယ်ဆိုတာလည်းဘသူနဲ့ဘသူကြောင့်ပြစ္ဆုတ်ပံမှာလည်းခန္ဓာ၅ပါးရနေတယ်ဆိုတာဘသူနဲ့ဘသူကြောင့်အနာဂတ်မှာခန္ဓာရာကြောင့်နေပြန်လုံနေတယ်ဆိုတာလည်းဘသူနဲ့ဘသူကြောင့်အဝိဇာနဲ့တဏှာသည်အတိတ်ရဲ့ပြစ္ဆုတ်ပံရဲ့ အနာဂတ်ရဆိုရယ်ကာလသုံးပါလုံးနဲ့မသက်ဆိုင်ဘူးလားကာလသုံးပါလုံးနဲ့သက်ဆိုင်လို့ပရိစ္ဆာသမုပ္ပါဘယ်နေရာမှာရေးထားအလဲကောင်းမှာရေးထားတာအလဲကောင်းမှာရေးထားလို့ဦးဇင်းတို့စီတော်မျိုးတော်များအသွဲချစ်သွဲဆောင်ဖို့တဲ့မှာကြည့်လိုက်လေမူလနှစ်ဖြာလို့မရေးဘူးလားရေးတယ်ဦးဇင်းတို့မူလမူလဆိုတာဘာလဲဆိုရင်အခြေခံကြဆုံး အရင်အမြင်နားလည်အောင်ပြောမယ်ဆိုရင်တော့အမြင့်ပေါ်ဦးဇင်းတို့စီတော်များပါတယ်လေ အမြဲမူလအခြေခံကြဆုံးအရင်အမြဲနှစ်ဖြာဆိုတာကတော့ဥစဉ်လို့ဆိုရတော့မြတ်အဝိဇ္ဇာနဲ့တဏ္ဏနှစ်ပါးကိုနှစ်ဖြာလို့ပြောတာခဲ့ပဲလေဟုတ်တယ်မလားဥစဉ်လို့ဆိုရတော့မြို့တော့ဒါကြောင့်မလို့ဘာနှစ်ဖြာမူလနှစ်ဖြာဆိုတာဘာရဲ့အခြေခံကြဆုံးအရင်မြဲလဲဆိုရင်ခန္ဓာရာချင်းရဲ့အရင် အမြဲမို့လို့မူလလို့ဥစဉ်လို့ဆိုရတော့မြို့တော့မြတ်မှတ်ကြရမှာပေါ့နော် ဦးဇင်းတို့စီတော်မျိုးတော်မှာနားလည်အောင်ဥမာပြောကြမယ်ဆိုရင်တိဘက်တပင်ကိုခုတ်လိုက်ကြတဲ့အခါမှာဦးဇင်းတို့စီတော်မျိုးတော်မှာရေတောက်မြစ်ဆိုတာမရှိဘူးလားအဲ့ဒီတိဘက်တပင်ကိုဘေးကအကိုင်းနေကိုပဲခိုင်ကြည့်လိုက်အကိုင်းနေကိုပဲခြံကြည့်လိုက်မယ်ဆိုရင်ဘာဖြစ်လာမလဲအတက်ပြန်ပြီးတော့မထွက်ဘူးလားအတက်ကပြန်ထွက်မှာပဲပြန်ပြီးတော့ရှင်သန်နေမှာပဲပေါ့နော်ဒါကြောင့်မလို့ဦးဇင်းတို့အမြစ်ကိုဒါခုတ်လိုက်မယ်ဆိုရင်ဦးဇင်းတို့စီတော်မျိုးတော်များအဲ့ဒီတိဘက်ပြန်လဲပြီးတော့ရှင်သန်စေရာရှိပါဦးမလား မရှိဘူးဆွေတော်မြတ်ဒါကြောင့်မလို့ဦးဇင်းတို့ဆွေတော်မြတ်တော်မှာဘောရတန်တရာတစ်ချောင်းမှာခန္ဓာမျိုးစုံရနေတယ်ဆိုတာအဝိဇ္ဇာနဲ့တဏ္ဏဆိုတဲ့ဦးဇင်းတို့ပြန်မူလနှပြဆိုတဲ့ရေတောက်မြက်ကိုယ်တာမဖြတ်နိုင်တဲ့ရွေးရတော့ဦးဇင်းတို့ဆွေတော်မြတ်ကဘာမျိုးစုံပြန်ရအောင်ပါလဲခန္ဓာမျိုးစုံပြန်ရအောင်ပါပဲအဲ့ဒီအဝိဇ္ဇာတဏ္ဏဆိုတဲ့မူလနှပြဆိုတဲ့အရင်မြက်ကိုဖြတ်ဖို့ကလည်းတခြားလောက်ရမလားဝိပဿနာလောက်ရမလား ဝိပဿနာမှမလုပ်သေးရတော့ဦးဇင်းတို့ကဝိဇာတဏဆိုတာမူလနဲ့ဗျာဦးဇင်းတို့အမြစ်ကနေပြတ်နိုင်ပါမလားမပြတ်နိုင်သေးဘူးဒါနဆိုတဲ့အကိုင်းလေးတွေပဲခြံလိုက်သီလဆိုတဲ့အကိုင်းလေးတွေပဲခြံလိုက်ဘာပြန်ထွက်နေအောင်ပါအသက်ပြန်ထွက်နေအောင်ပါပဲဟောလူလေးဖြစ်လိုက်နတ်ကလေးဖြစ်လိုက်ဗြဟ္မာလေးဖြစ်လိုက်နေဦးဇင်းတို့ခန္ဓာမျိုးစုံဘာဖြစ်ကြအောင်ပါရနေကြရောပါပဲအဲ့ဒါဘာကြောင့်ပြန်ရတာလဲဆိုရင် ဆွမ်းနာပြောတယ်ရေတောက်မြစ်ဒီဟူသောအဝိဇ္ဇာတဏ္ဏကိုမပယ်တတ်နိုင်သေးရရတော့ဦးဇင်းတို့စီတော်မျိုးတော်များဘာမျိုးစုံပြန်ရနေမှာလဲခန္ဓာမျိုးစုံပြန်ရနေကြမှာပဲဦးဇင်းတို့စီတော်မျိုးတော်များဒါကြောင့်မို့လို့ဝိဇ္ဇာတဏ္ဏသည် ကာလသုံးပါးနဲ့သက်ဆိုင်လို့ပရိစ္ဆသမုပ္ပါဒ်ဘယ်မှာရေးထားအလဲမှာရေးထားတာဦးဇင်းတို့ဆိုပါအလဲကောင်မှာရေးထားတဲ့ပြင်မှာဘာအကြောင်းနဲ့ရေးထား ဘာလို့အနီရောင်းနဲ့ရေးထားတာလဲဆိုရင်အရေးကြီးလို့ဘာဖြစ်လို့လဲအရေးကြီးလို့ဦးဇင်းတို့ဇေတို့မျိုးတော်များအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါလို့မှာခန္ဓာမျိုးစုံရနေတာဟေးအဝိဇ္ဇာနဲ့တဏှာကြောင့်ပဲဆိုပြီးတော့ပေါ်ပေါ်လွန်လွန်ဖြစ်စေခြင်းလို့အရေးလဲကြီးလို့ဘာရောင်းနဲ့ရေးထားအနီရောင်းနဲ့ရေးထားတာတနေ့ပြောမယ်ဆိုဦးဇင်းတို့ပြောမီးတောင်မီးလျံနဲ့တူလို့တဲ့ဘာနဲ့တူလို့ မိတောင်မီလီယံနဲ့တူလို့တဲ့အဝိဇ္ဇာကိုတရားကိုကောက်မယ်ဆိုရင်ဘာလဲမောဟတဏှာကိုတရားကိုကောက်တော့လောဘဥစဉ်လို့ဆိုရမယ်မောဟနဲ့လောဘတွေဥစဉ်လို့ပြောကုသိုလ်လားအကုသိုလ်လားအဲ့ဒီအကုသိုလ်ရှိနေမယ်အကုသိုလ်တွေဖြစ်နေမယ်ဆိုဥစဉ်လို့ဆိုရမျိုးတော်များမိမိတို့ရဲ့တဏှာမှာပူလောင်မှာလားအေးချမ်းမှာလားပူလောင်နေမှာပဲလीဥစဉ်လို့ဆိုရမျိုးတော်များဟုတ်တယ်မလား ဟောလောဘမောဟဒေါသလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေဒါဦးဇင်းတို့စီတော်မျိုးတော်များရဲ့တန်တန်မှာရှိကြည့်လိုက်ဘာဖြစ်နေမှာလဲပူလောင်နေတာတခြားလားမီးတောင်မီလီယံနဲ့တူတာမီးတောင်မီလီယံနဲ့တူလို့ဘာရောက်နေရေးထားတာလဲအနီရောက်နေရေးထားတာဗျာဦးဇင်းတို့စီတော်များဒါကိုပေါ်လွင် စေခြင်းလို့ပေါ့နော်အဲ့ကြောင့်မလို့ဦးဇင်းတို့စီတော်ပုထုဇဉ်ပုဂ္ဂိုလ်တွေရဲ့တန်တန်မှာလောဘဒေါသမောဟတွေပြစ်လာကြပြီဆိုရင်ဦးဇင်းတို့များနူးညံ့မှာလားကြမ်းတမ်းမှာလား ကျန်းတန်းလာတာဦးဇင်းတို့ဆွေတော်မျိုးတော်များဆွေတော်မျိုးတော်များနားလည်အောင်ပြောကြမယ်ဆိုရင်လောဘဒေါသမောဟတွေဖြစ်လာကိလေသာတွေဒါလွှမ်းမိုးထားတယ်ဆိုရင်ဘာဖြစ်လဲဆိုရင်ပုရုဇဉ်ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာစိတ်ကအဲ့ဒီလိုပြစ်လာခဲ့တယ်ဆိုရင်မိမိတို့အသွေးအသားတွေပါဘာဖြစ်လာလဲဆိုရင်ပြောင်းလဲလာတာနော်ဦးဇင်းတို့ဆွေတော်ဟောဒေါသတွေဖြစ်လာကြတယ်ဥမာဆိုဆိုဒေါသဖြစ်လာကြတဲ့တဏ္ဍာပုဂ္ဂိုလ်တယောက်အသားဖြူနေတဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်ဘာဖြစ်လဲဆိုရင်ဒေါသရဲ့အကြောင်းကြောင့်မဟုတ်ဘူးဘာဖြစ်လဲသွေးသားတွေကဘာဖြစ်လာလဲရဲလာတာနော်ဘာဖြစ်လဲဆိုရင် အဲ့မှာတကယ်တော့ပုံမှန်ရဆိုအသားဖြူနေတာပဲဘာဖြစ်လဲဆိုရင်အဲ့မှာဒေါသဖြစ်လာတာနဲ့သူ့မျက်နှာဘာဖြစ်လားရဲလာတာပေါ့နော်ဟောဘာဖြစ်လဲနီးဆက်ဆက်ဖြစ်လာတာပေါ့နော်ဒါဒါဒါဒေါသရဲ့လက္ခဏာတွေဟာအပြင်ပဗိဓာတွေလာပြီးတော့မဟုတ်ဘူးလားဟုတ်တယ်နော်ဦးဇင်းတို့ဆိုတော့ဒါကိုပြောချင်တာပူလောင်လာတာကိုပြောချင်တာပဲလေဟောကနာမငိမ့်နေဖြစ်လာတယ်စိတ်ဆိုးမျက်ထွက်လာပြီးဆိုရင်ဟောအသားဖြူတဲ့သူကြတော့ဘာဖြစ်လဲဆိုရင်အဲ့မှာခုနကရဲလာနော်အသွေးသားတွေရဲအသားမဲတဲ့ပုံကိုယ်တွေဆိုရင်ဘာဖြစ်လာလဲဆိုတော့ဘလုံးလုံး အသားမဲ့တဲ့ပုံကိုဆိုရောညိုပြညက်ဖြစ်သွားပါတော့။ဘာပဲလဲဆိုမဲမှောင်သွားတာနော်။အာဒေါသတွေပဲလဲ။ဒါကိုပြောကြင်တာဦးဇင်းတို့ဆိုရင်ပူလောင်လာလားအေးချမ်းသွားလား။ပူလောင်လာတာပူလောင်လာတဲ့နေမြာဒါချက်ချင်းဒေါသရဲ့လက္ခဏာပေါ်လွင်လာတာပဲလေ။ဟောဒေါသရဲ့သဘောကလူတင်သားဆိုတော့မဟုတ်ဘူးတိရစ္ဆာန်နေဒီမှာလဲဒုံနေတူစွာပဲလေ။ဟုတ်တယ်မလားဦးဇင်းတို့ဆိုရင်တိရစ္ဆာန်နေမှာလဲဒေါသတွေဖြစ်လာကြတယ်ဆိုရင်ဦးဇင်းတို့ဆိုရောမြို့တော်များခတ်ထန်လာတဲ့ကြမ်းတမ်းလာတဲ့လက္ခဏာတွေမရှိဘူးလား။ ရှိတယ်။နားလျောင်ပြောကြစင်ဥပမာဆိုတာတိရစ္ဆာန်တကောင်ဒေါသဖြစ်လာတယ်။ဦးသိန်းတို့နားလျောင်ပြောကြမယ်ဆိုတော့ဆိုမြန်အနိစ္စဆုံးခွေးတကောင်ကိုပဲဥပမာကြည့်ကြ။ခွေးတကောင်ကဒေါသဖြစ်လာဆိုရင်ဘာဖြစ်လဲဆိုရင်အမိတွေဘာဖြစ်လာတော့ခါလာတယ်၊တုတ်လာတယ်ဟုတ်တယ်မလား။အမိတွေထောင်လာတာမဟုတ်ဘူးလား။ဟုတ်တယ်နော်ဒေါသပြောမန်းတွေဖီလာတယ်လေ။ဟုတ်တယ်မလား။ဟောအဲ့ဒီဒေါသမဖြစ်တော့တဲ့ပုံမှန်ခွေးဆိုရင်ဘာလဲအမိလေးတနက်နန်းနေမဟုတ်ဘူးလား။ဒါဒေါသရဲ့လက္ခဏာပဲနော်။ဒေါသရဲ့လက္ခဏာဟာ လူတန်တန်မှာပဲပေါ်ပေါ်တလိษံတန်တန်မှာဘယ်ပုဂ္ဂိုလ်တန်တန်မှာပဲပေါ်ပေါ်ခတ်ထံမှာလားဦးဇင်းတို့ဆိုရင်နူးညံ့မှာလားကြမ်းတမ်းမှာလားဆိုရင်ကြမ်းတမ်းမှာပဲဒါဒေါသဒေါသရဲ့လက္ခဏာအတိုင်းသွားတာပဲလူမူလို့ဟောတလိษံမူလို့ဟောယဟန်မူလို့ဒီလိုမကွဲပြားဘူးဒေါသဖြစ်လာတာ ਨੇ များဒီတိုင်းဒါဒေါသရဲ့တဘောလက္ခဏာဒီတိုင်းမသွားဘူးလားသွားတယ်အဲ့ကြောင့်ဦးဇင်းတို့ဆိုရင်မိမိတို့ရဲ့တန်တန်မှာလောဘဒေါသမောဟစိုက်တဲ့ကိလေသာတရားတွေပေါ်လာပြီဆိုရင်ပူလောင်မှာလားအေးချမ်းနေမှာလား ပိုးလောင်နာကိုပေါ်သွင်းစေခြင်းလို့ဦးဇင်းတို့ကျွန်တော်ကဘာရောင်နဲ့ရေးပေးထားလဲအနီရောင်နဲ့ရေးပေးထားမီတောင်မီလီယံလိုပဲတဲ့ဦးဇင်းတို့ဆိုတော်မျိုးတော်များအဝိဇ္ဇာတဏရှိနေသေးသေး၍ဦးဇင်းတို့ဆိုတော်မျိုးတော်များဘောဝတန္တရာမှာအေးချမ်းမာလာပူလောင်နေကြမှာပူလောင်နေကြမှာပဲဒီခန္ဓာကြီးဦးဇင်းတို့ဆိုတော်မျိုးတော်များနေစဉ်နေစဉ်ယခုရရှိနေတဲ့ခန္ဓာကြီးမိုးခြင်းလဲမနာခြင်းလဲမသေးခြင်းလဲအိုရနာရသေးရတာချမ်းသာသလားဆင်းရဲသလား ဆင်းရဲတာကမှန်တာကခန္ဓာမှန်ရင်ဘာသက်စာလဲဒုက္ခသက်စာပဲဒီခန္ဓာကိုယ်ကြီးဒုက္ခသက်စာကြီးဒုက္ခသက်စာကြီးဒုက္ခသက်စာကြီးလို့မသိတဲ့ခါကျတော့ဦးဇင်းတို့ဆွေတော်မျိုးတော်များကုသိုလ်လေးပြုလိုက်စုမတောင်းဘူးလားဟောဤကဲ့သို့ပြုရတဲ့ကုသိုလ်ကောင်းမှုဆိုရင်လူမင်းစည်းစိမ်အချိန်ချင်းနတ်မင်းစည်းစိမ်အချိန်ချင်းမြမမင်းစည်းစိမ်အချိန်ချင်းရရပါလို့လို့စုမတောင်းဘူးလားစုတောင်းနေတာပဲလူမင်းစည်းစိမ်အချိန်ချင်းရရပါလို့လို့ ဆူတောင်းတာလဲအချိန်ချင်းဘာသစ္စာထဲမှာနေခြင်းလို့လေဟောနာမည်စည်းစိမ်အချိန်ချင်းရရပါလို့ဆိုတာလဲနတ်စည်းစိမ်ထဲမှာဘာဥစ္စလို့ခြင်းတာဘာသစ္စာနဲ့နေခြင်းလားဗြဟ္မာမည်စည်းစိမ်အချိန်ချင်းရရပါလို့ဆိုတာလဲဥစ္စလို့ဘာသစ္စာနဲ့နေခြင်းလားဒုက္ခသစ္စာနဲ့နေခြင်းတာပဲဟောဒီခန္ဓာဒုက္ခသစ္စာကြီးခံရလို့တော့အာမဝသည်ဦးလေအာမရသည်ဦးနောက်ခန္ဓာဘာဖြစ်တော့အဲ့ဒါပဲနန္ဒာကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးကပြောတာမို့လား ဖယားမလို့ဗျာတဲ့မင်းညတရားထဲမှာပြောသွားတယ်လေဖယားမလို့ဒုက္ခသစ္စာလို့ပြောခဲ့တာတဲ့ကျုပ်သာဟောရမယ်ဆိုရင်ဒုက္ခဒုက္ခသစ္စာလို့ဟောမှာဆိုတာဒါကိုပြောကြင်တာဦးဇင်းတို့ပုရုဇဉ်တွေကဒီတိုင်းပဲလေဟုတ်တယ်မလားဟောကိုတယောက်တည်းနေရတဲ့ဒုက္ခသစ္စာတင်အားမရတော့ဘာဖြစ်လာသလဲနောက်ဒုက္ခတစ်ခုရှာတယ်လေဟုတ်တယ်မလားဟောအမျိုးသားကအမျိုးသမီးကိုရှာတယ်အမျိုးသမီးကအမျိုးသားကိုရှာတယ်ဒုက္ခကြောင့်ဒုက္ခခြင်းဘာဖြစ်သွား ဲ့တော့ဘာဖြစ်သွားပြန်ရောဒုက္ခဒုက္ခသစ္စာပဲဗျာတဲ့ဒါကိုပြောတာအနန္တညိုစီမောကိုဆရာတော်ဗျာကြီးကနန္ဒကျိုးစီကျိုးမောကိုဆရာတော်ဗျာကြီးကမင်းညတရားတွေမှာပြောလေလေဒုက္ခရဲ့အလဲကိုလည်းသိရမယ်ဒုက္ခရဲ့အစကိုလည်းသိရမယ်ဒုက္ခရဲ့အဆုံးကိုလည်းသိရမယ်လို့မပြောဘူးလားပြောတယ်နော် သုံးချက်လေဒုက္ခရဲ့အစကိုလည်းသိရမယ်ဒုက္ခရဲ့အလဲကိုလည်းသိရမယ်ဒုက္ခရဲ့အဆုံးကိုလည်းသိရမယ်တဲ့အဲ့ဒါဘာတွေလဲ အဲ့ဒါပြောတာဒုက္ခရဲ့အစဆိုတော့ဆိုတော့ပရိသန် နေဇာတိပရိသန်နေနေရာချင်းကဒုက္ခရဲ့အစမဟုတ်ဘူးလားဟုတ်တယ်ဦးဇင်းတို့ဆိုရင်ဒုက္ခရဲ့အစဆိုတာဇာတိပရိသန်နေနေရာချင်းမဆင်းရဲဘူးလားအမိဝမ်းကောင်းတဲ့မှန်နေရာဘလောက်တောင်ဆင်းရဲမလဲတွေးတာကြည့်လိုက်တော့ဒါဦးဇင်းတို့ဆိုတော့မျိုးတော်များဒါဦးဇင်းတို့ဒါမိတွေပါတယ်ဆိုရင်ဒါကိုဟာဘာဖြစ်လဲကိုလာလွယ်ဆဲလာဘွားပြီတော့ကိုသားသမီးတွေမွေးဖွားကြအားလုံးတည်ပြီးသားဘလောက်ဒုက္ခရောက်ခဲ့ကြတယ်ဆိုတာသိတယ်နော်ဦးဇင်းတို့ဆိုရင်ဒါကြောင့်မလို့ ဒုက္ခရဲ့အစဆိုတာဇာတိပရိသန္တေနေခြင်းအလွန်လွန်ဆင်းရဲတာဒုက္ခသစ္စာပဲတဲ့ဒါပေမဲ့လို့ဥစ္စလို့ဆိုတော်မျိုးတော်များဇာတိဆိုတဲ့ဒုက္ခတော့မကြော်လွန်ခဲ့ကြဘူးလားအခုပါတဲ့ရောက်နေဇရာရဲ့ရောက်နေကြပြီလေတဖြည်းဖြည်းဘာဖြစ်လာလဲအိုးလာကြတယ်ဆိုတာဒါဒုက္ခရဲ့အလဲတဲကိုရောက်နေကြတာတချို့ကတော့80ကျော်80ကျော်ရောက်လာပြီဆိုတော့ဘာဖြစ်သွားပြီလဲဒုက္ခရဲ့အဆုံးကိုရောက်တော့မှဇာတိ မရဏနာကိုရောက်တော့မှာဦးဇင်းတို့ဆိုတော်မျိုးတော်များဟုတ်တယ်မလားအဲအကြောင်းမလို့ဦးဇင်းတို့ဆိုဒုက္ခရဲ့အဆုံးကိုမရောက်ခင်မှာဦးဇင်းတို့ဆိုတော်မျိုးတော်ခန္ဓာပေါ်ဘာရောက်အောင်လုပ်ရမှာညာရောက်အောင်လုပ်ရမှာဟာတပည့်တို့ဗျာဒီခန္ဓာကိုယ်ကြီးဆင်းရဲလိုက်တာဆင်းရဲလိုက်တာတပည့်တို့ဗျာသေတာသေလိုက်ချင်တယ်ချင်သေခြင်းတိုင်းသေလို့ရမလားမရဘူးသေလို့မရဘူးသမှုရိယသက်စာတွေမကုန်သေးသေးဘာတွေခံနေကြရအောင် ဒါကြောင့်မလို့ဆရာတော်ဗျာကြီးကမင်းညာတရားလေးပြောလို့မှာခင်ဗျားတို့သေခြင်းဟာတပြို့တို့ဗျာသားတွေသမီးတွေပြောလို့မကောင်းပါဘူးသေတာသေခြင်းနဲ့ဘယ်သေရမလဲတကားကြွေရဲတဲ့ဘာဖြစ်လဲအကြောင်းတရားတွေမကုံသေးသေးရေဘာတွေခံရအောင်ပါအကျိုးတရားဒုက္ခသစ္စာတွေခံနေကြရအောင်ပါပဲဒါကြောင့်မလို့ငါကျေးဇူးတင်မဟုတ်ဆရာတော်ဗျာကြီးကပြောတာပါတကားကြွေဥလာဘူးလို့ခင်ဗျားတို့တွေဝိဇာရှိလို့တပကံတဏှာရှိလို့တပကံတန်ត្រာမှာစုံလုံးကန်းငယ်ကြတာတဲ့ဘာကန်းငယ်ကြတာ တော့ဇုံလုံးကမ်းရင်ကြတော့ခန္ဓာတိဥတော်ကြောက်တဲ့မရောက်ဘူးလားခန္ဓာရောက်တော့အိုရပြန်ပြီနာရပြန်ပြီသေရပြန်ဒီခန္ဓာတွေရကျင်လို့ရတာလားအကြောင်းတရားတွေကြောင့်ရခဲ့တာလားအကြောင်းတရားတွေကိုကြည့်လိုက်မယ်ဆိုဥစဉ်တို့ဆိုတော်မြို့တော်များမူလနှဖျားဘာနဲ့ဘာကြောင့်ရဝိဇာနဲ့တဏှာကြောင့်ရခဲ့ကြတာဝိဇာတဏှာကမပယ်သတ်နိုင်သေးသေး၍ဥစဉ်တို့ဆိုတော်မြို့တော်ခန္ဓာမျိုးစုံဘာဖြစ်ကြမှာတော့ရကြင်ကြမှာပဲဒါကြောင့်မလို့အသက်ရွှတ်တဲ့ဆံမိုးတဲ့မှာဗါတယ်လေ မူလနှပြရှင်းပြက်ခာအိုနာသေးခြင်းကင်းပါစေတဲ့မူလနှပြကိုပယ်တတ်နိုင်မှာအိုနာသေးခြင်းကလွတ်မြောက်နိုင်မယ်လို့ဆုံးဖြတ်ချက်ချနိုင်စေပြီမို့ဦးဇနုစုတော်မြို့တော်များစုတော်မြတ်တာဘုရားတရားပဲသိမ့်ပါမယ်တန္တာလောကရလုဏမြမရွေမြတ်ဗျာယင်တရားစဉ်တွင် ယောတေလဲစကြံဘောဇေနိဗ္ဗာန်စံမြတ်နိုင်ပါစေလောဘဒေါသမောဟထိန်ဝေအမေသုံးပါကြီးမားပါလေနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတွင် ကဘာတိသမျာထွန်ပနိုင်ပါစေ